ချင်းချင်းတဲ့မင်္ဂလာဝဲကျင်းမာတာကျင်းတူတူကိုကျင့်တရားဆောင်ထင်းခြင်းမရှိတဲ့ကိုရှင်မန်းကိုအခုလိုတကွဲပြသွားတဲ့ဟင်ဝင်ရဲ့ အိမ်နောက်တစ်ခုတိဆောက်တယ်ဆိုတော့ထင်သလားမယိုရှင်းပါဘူးနော်အိမ်နောက်ပြောရတာလွယ်ပါတယ်တာယာစုပြည့်တဲ့အိမ်နောက်တစ်ခုဖြစ်ဖို့တော့ထင်သင်ရခက်ပါတယ်ရှင်အဲ့ဒီအထက်ကမှတယောက်ကြောင့်တယောက်အချင်းယူမလိလာပဲငွေချင်းမျက်နှာတစ်ခုတည်းနဲ့လက်ချလိုက်ရတဲ့အိမ်နောက်ရေးဆိုတာကရေရှိအစဉ်ပြေအောင်ထင်သိမှုကပို့ပြီးတော့ခက်ပါတယ်ချစ်ချင်းမြတ်တာမပါပဲဒီလိုအိမ်နောက်ရေးမျိုးကိုတော့ဘယ်သူမှတော့လူကျင်ကြမယ်မထင်ပါဘူးနော်မြန်မာနိုင်ငံမှာအခုလက်တလောနိုင်ငံကျော်အမှုပညာရှင်တွေကမင်္ဂလာပွဲတွေကိုအများနဲ့မတူတမှုထူးကြအောင်တိမ့်တောင်းချီအကုန်ကြခံကချင်းချင်းသေးကျမနေကြတာပြည် ်တို့လည်းမြန်မာပဲ။ မင်္ဂလာပွဲတွေများစွာကျင်းပနေကြတဲ့မင်္ဂလာဦးဇနီးမောင်နှံဒီတဲကမှငယ်စဉ်ဆိုပြီးတော့ပရိသတ်တွေချစ်စနုခေါ်ကြတဲ့ဟင်းဝရံနဲ့ဆိုပြတဲ့ဇင်တို့ရဲ့ချစ်ချင်းမြတ်တာတရားကိုတော့အားလုံးကသဘောကျလေ့စားနေကြရတာကတော့အမှန်ပါရှင်။တော်ရုံအမျိုးသမီးကိုချွေးမအဖြစ်လက်မခံတဲ့ဟင်းဝရံရဲ့မိဘတွေကဆိုပြတဲ့ဇင်ကိုသမီးလေးတယောက်လိုတောင်မှကျူစွာခဲ့ကြတာပါ။ဒါကလည်းဆိုပြတဲ့ဇင်ကဘဝတစ်လျှောက်လုံးမှာအင်းဒီသိခါကြီးမစွာနဲ့နေထိုင်ခဲ့တဲ့အပြင်အမဲဆက်ဆိုတာမရှိခဲ့လို့ပါပဲ။ဒါကြောင့်လည်းဟင်းဝရံတို့ဘက်ကတိမ်တောင်းချစ်အကုန်ကြခံကမင်္ဂလာပွဲတွေ ကိုငါဝက်တိတိကျမပြုတ်လုပ်ပြီးခဲ့တာပဲဖြစ်ပါတယ်။ချစ်သူသက်တမ်း6နှစ်ကျော်တဲ့ချိန်ကြာမှသာပြိတ္တတိကိုဖွင့်ဟအတိပေးခဲ့သလိုဟေဝင်ရဘက်ကလည်းမင်းကလေးအပေါ်မှာစောင့်ထိုင်အပ်တဲ့ကိုကျင့်တရားတွေနဲ့ပြုမှုနေထိုင်ခဲ့တာဖြစ်ပါတယ်။ဟေဝင်ရကစုပြည့်တစင်အပေါ်မှာချစ်ချင်းမြတ်တာအပြင်တစ္ဆာတရားပါပေးရသူလို့ဆိုနိုင်ပါတယ်။ဒါပြင်ဟေဝင်ရကစုပြည့်တစင်မှတ်ခဲ့တဲ့အိမ်မက်ထဲကမင်္ဂလာပွဲပုံစံအတိုင်းသူရဲ့သူတို့သမီးလေးဆန္ဒတွေကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ ။သူတို့သမီးလေးစုပြစ်သစဉ်စိတ်တိုင်းကြမင်္ဂလာဝဲလေးကိုကျင်းမစီခဲ့တဲ့အထိသူ့ရဲ့ချစ်ချင်းမြတ်တာတရားတွေကိုပြသနေခဲ့တာဖြစ်ပါတယ်။ဒါကလည်းဘဝတစ်ဆောင်တော့အမဲဆက်မရှိနေထိုင်ပြုမှုခဲ့တဲ့စုပြစ်ရဲ့တမုတ်ထားခံရမှုတွေလို့ပြောရမှာပဲဖြစ်ပါတယ်။နေအောင်စလုံးကအနေအေးကြသူတွေဖြစ်သလိုအပြုတ်မူလေးတွေကအစအနုညံ့သိမ်မွေးကြသူတွေဖြစ်လို့နေနဲ့လားရွှေနဲ့မြလို့လိုက်ဖက်တင့်တဲ့ဇနီးမောင်နဲ့အဖြစ်အားလုံးကထောက်ခံခဲ့ကြပါဗျာ။ ချစ်သူတက်တန်း6နှစ်ကျော်ချိန်မှာမင်္ဂလာဝဲကျင်းပခဲ့ကြပြီးတော့ပြည်သက်တီအားကြရတဲ့မင်္ဂလာဝဲကြီးကိုအခုချိန်မှာတော့ကျင်းပနေပါပြီ။တစ်ဖက်မှာတော့မင်္ဂလာဝဲကြီးကိုအများချက်ပို့ပြီးတော့ထူးခြားအောင်ပုံစံအစံပြတွေနဲ့ကျင်းပခဲ့တာကတော့ကိုရှိမန်းနဲ့ဆင်ဝမလေးတို့ရဲ့မင်္ဂလာဝဲဖြစ်ပါတယ်။ထုတ်လုပ်သူတထေးကြီးပြီးပြီးငွေကိုရီလို၃ငါအကောင်းဆုံးဆိုတဲ့အပြင်စင်လေးနဲ့စီကားတိုင်းမြိတ်စွာကျင်းပခဲ့တာကြောင့်လည်းကိုရှိမန်းကိုမတိကျတဲ့ပြည်သက်တီတောင်စိတ်ဝင်စားလာကြပြီးတော့အားကြရတဲ့အထီးဖြစ်ခဲ့ကြရပါတယ်။ ကံကောင်းလိုက်တာအားကျလိုက်တာဆိုတဲ့ချီချူတန်တွေကမင်းသမီးတလန်းနဲ့ကိုရွှေမန်းတို့ရဲ့အခြေအကိုပြိတ္တတို့မသိခင်အချိန်ခဏလေးအတွင်းမှာပဲမင်္ဂလာဝဲကျမနေချိန်မှာပဲကိုရွှေမန်းနဲ့မင်းသမီးတလန်းရဲ့လေးနှစ်တာအခြေသတင်းတွေကြောင့်ဝေဖန်မှုတွေကစတင်ပြီးတော့ပြင်းထန်ကုန်မှာတော့တယ်ဒီအကြောင်းရင်းအမှန်ကိုတော့မင်းသမီးကိုယ်တိုင်က live လို့မျိုးပြောခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေကတော့မင်းသမီးဘက်ကနေအာဘိဝန်ရံကဒီလိုမျိုးတစ္ဆာမရှိဂရိမတီးတဲ့အမျိုးသားနဲ့မပေါင်းဖွင့်ရတာကကံကောင်းနေဆိုပြီးတော့လည်းနှစ်သိပ်ပေးနေကြတဲ့အထီးပါပဲရှင် ဒါကြောင့်သူမင်္ဂလာယူနေတဲ့အချိန်အတွင်းမှာကိုရွှေမန်းလည်းပြဿနာတွေပြီးဆုံးစေဖို့အတွက်အားလုံးကိုတောင်းပန်ခင်ရပါတယ်။တချို့တွေကလည်းဒီပြဿနာမှာဘသူကိုတနာရမှန်းမသိနေကြတဲ့အထီးဖြစ်ကုန်ကြပြီးတော့ဆရာဝန်မလေးနဲ့ကိုရွှေမန်းတို့ရဲ့ချစ်ခီလန်တရားအစဉ်ပြေစေဖို့အတွက်ကိုသာဆုတောင်းပေးနေကြပါတယ်။ဒါကြောင့်ဘသူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကောင်းခြင်းဆိုးခြင်းတွေကကိုလုတ်ခဲ့တဲ့အတိုင်းပြန်ပြီးတော့ခန်းစားချင်ရတာကတော့အမှန်ပါပဲရှင်။ မိန်းကလေးတွေအနေနဲ့လည်းတံမိုးထားခံရအောင်ပြုမှုနေထိုင်ပြီးတော့ကိုယ့်ပုံမှာမေတ္တာတရားရောသစ္စာတရားပါပေးရနိုင်တဲ့အမျိုးသားကောင်းတွေနဲ့စုံစည်းနိုင်ကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါရရှင်။